ုသွားနေတာကတော့တောင်ကြီးမြို့မှာရှိတဲ့ဗရမားလိုင်မူတို့ပဲဖြစ်ပါတယ်။ဒီဗရမားလိုင်မူကရတန်းစင်တော်ဆရာတော်ပြားကြီးတရားကျင့်ကြားအထုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဗရမားလိုင်မူကဘဝလေးရောက်ဖြစ်ပေါ်နေတဲ့တိုင်မူဖြစ်ပြီးတော့ဆရာပေါ့ပုဂ္ဂိုလ်တို့တို့ဗရမားတရားကျင့်ကြားအထုတ်ခဲ့တဲ့တာဒနာနယ်မြေကိုဖြစ်တယ်လို့လည်းသိရပါတယ်။တောင်ကြီးမြို့ကနေဆိုရင်ကားနဲ့15မိနစ်ဝန်းကျင်လောက်သွားရင်ဗရမားလိုင်မြို့ကျောက်ပါတယ်။ဗရမားလိုင်မြို့ကနေရကန်းစစ်တောင်ဆရာတော်ပြားကြီးတည်ခဲ့တဲ့ ရှင်းဖုံးပွင့်စီလိုလည်းတစ်ဆက်တည်းအသွားရောက်ဖို့လိုရပါတယ်အဲတော့ဒီကိစ္စတောင်ဆရာတော်ပြားကြီးတရားချင်းရတဲ့ပုံပဲဖြစ်ပါတယ်ဒါဗရမများကူပါအဲမှာတော့ရမယ်အေးစိန်ပါတယ်ဒီမှာတရားချင်းရထုတ်ပြီးတော့ဒီသူတို့ရှင်းဖုံးပွင့်ဆရာကိုတည်ခဲ့တာဖြစ်ပါတယ် ဝဲဝင်တာနေပြတော်တော်လေးကိုအေးသွားတာခြေရရှိရနည်းနည်းတော့တတိထားတော့လက်တက်နေကိုရဲ့အထဲအတွေးပိုင်းထီတယ်မဟုတ်သေးဘူးနော်ကိုရဲ့အဝါလေး တော်တော်လေးကိုနှိမ့်စိတ်နေပါတယ်ဝေဝါနေပြီးတော့အတင်းမတီးရအောင်လေကတိလေးတွေရနေတဆင့်ဖြည်းဖြည်းချင်းအောက်ကိုဆင်းသွားပါတယ်ခီးသွွားရည်ဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတ်ရောက်လည်းပတ်ပြီးတော့ဖူးမြော်တဲ့ခီးသွွားအဲ့တွေတွေလည်းအများကြီးရှိပါတယ် ောက်တုံးလေးစိတ်နာအဲစိတ်ပေါ့ကြောက်နေနော်ခက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 ်စိတ်မီဒီထက်အေးမှာပေါ့ကိုရဲ့အောက်ခြေပိုင်းကိုရောက်လေပို့ပြီးတော့အေးလေပါပဲထွေးပြင်းနဲ့ကိုဝါမှာတက်အောက်ထဲမှာပို့ပြီးတော့အေးလာပါတယ် ရမြားလိုင်ကူရဲ့အောက်ခြေအတွင်းပိုက်မှာဆိုရင်ခုလိုမျိုးငကယုံဖျားတွေငကားမဲ့တော်နဲ့ရမြားမျက်ရှင်ဖျားကိုဖူးမြော်နိုင်ပါတယ်ကူရဲ့အတွင်းပိုက်မှာဆိုရင်တော့ခုလိုမျိုးပဲဘာအောင်မင်းကောင် အဘဘူဘူအောင်တို့ရဲ့ရုပ်ထုတွေကိုလည်းဖွင့်ပြနိုင်ပါတယ်။ဆရာကြီးကပုံမှန်ဒါကတော့ဗလာမြားနိုင်ငံထဲမှာတရားကျင့်ကြံအားထုတ်ခဲ့တဲ့ရကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ရုပ်ထုပဲဖြစ်ပါတယ်။ဆရာကြီးရှင်းကြပါ

င်ဆင်းတလမ်းမရှိဘူးဗရမနိုင်ငံရဲ့အတွင်းထဲမှာဆိုရင်တော့အခုလိုမျိုးပဲဖျားဆင်းလူတွေထရပပုဂ္ဂိုလ်တွေရဲ့ရုပ်ထုတွေနဲ့ဗရမနိုင်ငံတွေမှာတရားကျင့်ကြံအားထုတ်ခဲ့တဲ့ဆရာတော်ဖျားကြီးတွေရဲ့ရုပ်ထုတွေကိုအခုလိုပဲပုံမြောင်းနိုင်ပါတယ် ဒါကတော့စူတောင်းပြေရွှေအင်ဒရီမင်းသမီးရုပ်တုပဲဖြစ်ပါတယ်ဒိဋ္ဌံပြုပြီးရောစူတောင်းတဲ့လူတွေရှိပါတယ်ဘာဝါလျောက်ဖြစ်ပေါ်နေတဲ့ထုံးကြောက်လိုက်ကိုဖြစ်တာကြောင့်မို့လို့ဘူတွင်မဲ့မှာရှိတဲ့ဆောက်ဆက်ပန်းဆွဲတွေရာလဲတော်တော်လေးကိုလှပါတယ် ါကတော့တုံတရီမေတော်ရဲ့ရုပ်ထုပဲဖြစ်ပါတယ်။အဋိဒံအောင်ဆုတောင်းပြတဲ့သူတွေကဒီနေရာမှာရုပ်ထုထုပြီးတော့လာရောက်ပူဇော်ထားတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။တုံတရီမင်းသမီးအခုကတော့ရမ်းများလိုင်ကူရဲ့အပြင်ဘက်ကို ။ဒါရလန်အတိုင်းပြန်ပြီးတော့ထွက်နေတာပဲဖြစ်ပါတယ်။ဖြစ်ဖြစ်တယ်။ပြန်မှ view point ရှိတယ်။အဲ့ဒါလည်းတော့ချက်လို့ပဲရဒီအတွင်းနဲ့လူလိုက်တရားကျင်တော်တော်အေးပါတော့မိပါရဖို့မအောင်ပဒမြလိုက်ကွာရှေးရခင်ကတည်းကနေပြီးတော့ ေတာခံတွေအတွက်ဘာသာရေးဆိုင်ရာထုတ်မြတ်ထားရနေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်ဘူရဲမှာရှိတဲ့ဗုဒ္ဓရုပ်ဝါတော်အချို့ကိုလည်းခေတ်အဆက်ဆက်ကသာသနာပြုလုပ်ငန်းတွေရာထည့်သွင်းပူဇော်ခဲ့တာဖြစ်နိုင်တယ်လို့လည်းသိရပါတယ်ဟုတ်ကဲ့ ကြည်နဲ့ဂူရဲ့အဝကိုရောက်တာနဲ့ဂူတွဲမလောက်မအေးတော့ပဲအနှေးတဲ့လေးရလာပါတယ်ဟိုမှာလည်းဖတ်ထုတ်ကြရတယ်ကျမ်းပါတယ်ကျေးဇူးတင် မဏ္ဍများကူရဲ့ကဲ့ရဲ့မှာမဏ္ဍများလိုင်ကိုចောင်းတိုက်ကရှိပါတယ်။ចောင်းတိုက်တယ်မှာဆိုရင်တော့မဏ္ဍများလိုင်ကိုဆရာတော်ကတရင်သုံးနေတိုင်းပါတယ်။ဆရာတော်ကဖျားဘူးဧည့်သည်ကိုလက်ဖက်တုပ်တီးရင်းနှီးခြင်းနေနဲ့ဧည့်ခံပါတယ်။ ်ဆရာဆရာတော်ရဲ့ကျောင်းတက်ပါတော့ဆရာတော်ဟိုကျောင်းလာရဲ့ဒီဆရာဟဲ့တယ်ပေါ့နော်ဒီတပတ်နဲ့အခါမှာရေးချိန်နေတဲ့တပတ်နဲ့ဆက်ပါဆရာတော်ရဲ့တပတ်ကကျန်ကောင်းလေးဆိုပြီးတော့ဒါပဲကြည့်ပါရစေ Vale, bye bye. Chào chào mọi người. 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 Tak payah masak apa benda tau. Pada aku buat di rumah yang istimewa. Aku buat apa-apa, ိတ်ဖုံးဝင်စီတော်ကနေမြင်ရတဲ့ view ပွားရပုံလာတယ်ဆိုလို့ဒီမှာတော့ကြာကြာမကြည့်ခဲ့ရပါဘူးခုကတော့ဗဒမြားလိုင်းကနေရှေဖုံးဝင်စီတော်ကိုသွားနေတာပဲဖြစ်ပါတယ်တောင်ကြီးမြို့ကိုရောက်ရင်ဗဒမြားလိုင်းကိုသွားရောက်လေပတ်ဖို့လည်းမပြေပါနဲ့နော်အားလုံးပဲကျေးဇူးပါ